ုတ်ကဲ့ပါလာမယ့်ပွဲစဉ်တစ်ပွဲကတော့ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တွေထဲကတစ်ပွဲဖြစ်တယ်ဒါတကုံ Star Unit တဲ့အသင်းနဲ့ Young United တဲ့အသင်းတို့တူနာကွင်းမှာထိတဲ့တွေ့ဆုံနေတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကိုကုသကြာစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင် Gold Star United အသင်းက9ပွဲကစားပြီးချိန်မှာ3ပွဲနိုင်3ပွဲတည်းတစ်ပွဲရှုံရမှ7မှတ်နဲ့ဆင့်9မှာရပ်တည်နေတယ်ပေါ့နော်အဲအစောပိုင်းကသူအဆင့်3ပေါ့3ကနေ4 4ပြီးတော့5ဖြစ်လာတယ်ပြပြနဲ့အဆင့်ကြီးကျလာတယ်နောက်ပြီးတော့၄ပွဲဆက် နိုင်ွယ်ပြောက်သွားပြီပေါ့နော်နိုင်ွယ်ပြောက်သွားပြီဆိုတော့ဒီတိုင်းရလက်တွေထပ်ဆိုးနေမယ်ဟေးဆိုရင်ဒီတိုင်းအောက်ကျနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်မှာလည်းကျွန်တော်ဒါကိုပြောခဲ့ပါတယ်အခုတော့လေးဝက်ဆက်နိုင်ွယ်ပြောက်သွားတဲ့အတွက်နီးပြချုပ်ရာလူလည်းထိုင်ကုန်လုံးနေတော့ပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီကုန်စားရဲ့အနေအထားကတော့မကောင်းဘူးပိုဆိုးတာကသူကအဆင့်9မှာရက်တည်နေရဆိုပေမဲ့အဆင့်6 9နေရာတွေကတဲ့နှစ်သိန်းနဲ့ကတမတ်နှစ်မှတ်ပဲกว่าတယ်ဟုတ်ပါတယ်တကယ်လို့များသူကရန်ကုန်ကိုထပ်ရှုံးခဲ့မယ်ချေချော်ပြီးထပ်ရှုံးခဲ့မယ် ဲ့တော့အဆင့်6ခွန်ကအတင်းတင်းတင်းကနိုင်လိုက်မယ်ဆိုရင်ဘိုးဆင့်ခွန်လောက်ထိသူ့အနေနဲ့ကျသွားမယ်ဟုတ်ပါအောက်တင်းရသူ့ဘောကျော်သွားမှာပေါ့နော်အဲ့တော့ဒဂွန်စားအတွက်ကတော်တော်လေးအမှတ်လဲလုံနေပြီအချင်းတွေလည်းမကောင်းအဲ့တော့ရန်ကုန်နဲ့ပွဲမတိုင်ခင်မှာဘာဖြစ်နေလဲပုံစံမကောင်းနေတာကိုအဖြေရှာပြီးအကောင်းဆုံးပုံစံနဲ့အဖြေရှာပြီးပြင်ဆင်ပြီးတော့ ီရန်ကုန်နဲ့ပွဲမှာပြန်လည်ထုတ်ပြနိုင်ဖို့တော့လိုနေပြီလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်ရန်ကုန်သင်းကတော့9ပွဲကစားပြီးချိန်မှာ6ပွဲနိုင်2ပွဲရှုံးရမှ18မှ21မှာရည်တည်နေတယ်ပေါ့နော်အာရှမ်းထက်တော့သူကပွဲပွဲကစားလာနည်းနည်းပူလာတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဒါပွဲမှာလည်းဟန်တာရီကိုနိုင်လိုက်တာဖြစ်တဲ့အတွက်ရန်ကုန် United သင်းအနေနဲ့လက်ရှိအချိန်ထိဒါအကောင်းဆုံး data တစ်ခုကိုဆက်လက်ထိန်းသိမ်းထားနိုင်စေပဲလို့ကျွန်တော်အနေနဲ့ဟိုသုံးသပ်ချင်တယ်ပေါ့နော်အခုတွေ့ရမယ့်ဒီကုန် star သင်းကလည်း အခုဒီချိန်မှာချိန်နေရလက်တွေစိုးနေပြီပဲမနေ့ကတွေ့ဆုံမှုကိုကြည့်မယ်ဟဲ့ဆိုရင်ဒီကုန်စားနေရင်ကိုတွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်ပထမအကြော့မှာကိုမရှိသေးဘူးဒုတိယအကြော့မှာတော့ရန်ကုန်ကနိုင်ထားတယ်အားကြောင့်ဘလိုပဲဖြစ်ဖြစ် short တက်လို့မရဘူးပေါ့နော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်ပြောခဲ့ဘူးလားရှိပါတယ်ရန်ကုန်တဲကဒီနေ့မှာနိုင်ငံသားကစားသမားအားလေးကတော်တော်လေးကိုအတော်အသင့်အားကိုးရတဲ့အနေထားလေးဖြစ်တယ်မနေ့ကသက်ဆိုင်ပိုကောင်းတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါကြောင့်လည်းဒီဟန်တာရုံနဲ့ပွဲမှာသူတို့နိုင်သွားတယ်ပေါ့နော်အဲ့တော့ဟန်တာရုံနဲ့ဒါတကယ်တကယ်တမ်းပြည်ရင်းစားသမားချင်း ရှင်မဲဟေ့ဆိုရင်နိုင်ငံသားသမားထုတ်လိုက်မယ်ပြည်တွင်းချင်းရှင်မဲဟေ့ဆိုရင်နိုင်ငံမှနိုင်မယ်ကျွန်တော်ဒီလိုပြောလို့ဒါရန်ကုန်နိုင်တာကိုကျွန်တော်အနေနဲ့ဟိုဟာဖြစ်လို့ပြောတာမဟုတ်ပါဘူးအဓိကကျွန်တော်ပြောချင်တာကနိုင်ငံသားသမားတွေအားကတော်တော်လေးကိုတာသွားတယ်ဆိုတော့ကျွန်တော်လည်းပြောချင်တယ်ရန်သားသမားတွေအားကတော်တော်လေးတာသွားတယ်ဆိုတော့ပြောချင်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ချုံမတွက်ပဲနဲ့ပြပစီစီကစားမယ်ဟေ့ဆိုရင်ရန်ကုန်အတွက်အမှတ်ထရအောင်မယ်လို့ကျွန်တော်လည်းထင်ပါတယ်ဘိုးဘိုးမင်းကတော့တက်ပြပါဦးခင်ဗျဒီပွဲစဉ်ကတော့ဒီတစ်ပတ်ရဲ့ပြည်သက်တွေအကြိုက် ဖွဲ့စဉ်တပွဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့ကြိုပြီးတော့ပြောချင်တယ်။ဒါပေမဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဘောင်းမြန်အနေထားတစ်ခုတော့တွားပြီးတော့တွေ့ရတယ်။တကွန်စတာယူနိုက်တက်တင်ကရက်လက်တွေဆိုးနေတယ်။ရန်ကုန်တက်တင်ကတော့ပုံစံကောင်းရပြီးမတ်ဆီယာအဆင့်တင်မှာရနေတယ်။ဟုတ်ကဲ့ပါ။ဒါပေမဲ့တကွန်စတာယူနိုက်တက်တင်ကခုနကကတော့ကြပြောသလိုမျိုးပဲ။သူကအဆင့်တက်ကနေထောက်လျှောက်2 3လက်ရှိမှာဆိုလို့ရှိရင်အဆင့်5ကိုရောက်သွားပြီ။ပြီးရင်ဒီထိတ်ဆုံးကရန်ကုန်တက်တင်နဲ့လည်း6မှတ်ထိကွာသွားတာပြီးတော့တွေ့ရတယ်။ ဒီပြီးခဲ့တဲ့မဟာယူနိုက်တက်တင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ငိုးစီတီးကြတယ်ဒါပေမဲ့သူတို့အသင်းရရတဲ့ဂိုးတွေကတော်တော်လေးအဆင့်ရှိတယ်သွားပြီးတော့တွေ့ရတယ်ရန်ကျော်ထွေးသူနဲ့ဂိုးရောပြီးလို့ရှိရင်နောက်တစ်ဂိုးဆိုလို့ရှိရင်လည်းတော်တော်လေးရောအလှတာသွားပြီးတော့တွေ့ရတယ်ဒါပေမဲ့လည်းနိုင်ပွဲတစ်ပွဲတော့မရယူနိုင်ခဲ့ဘူးမဟာကလည်းပြောလို့ရှိရင်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါတူတူဖြစ်နေတဲ့အချိန်မှာသူတို့အသင်းရခန်းစစ်ကိုကြီးကြီးလေးလေးကစားတဲ့ ချိန်မှာသူတို့တင်ဒီခံစစ်ကိုထုတ်ပေါ်ဖို့တော်တော်လေးခက်ခဲသွားတယ်ဒီအချိန်မှာကစားသမားတွေဒါပွဲပဲပြစ်တိုင်းကြောင်းမစုံတဲ့အချိန်မှာလည်းသူတို့တင်အတွက်လောရကန်ရတာခက်သွားမယ်လို့လည်းကျွန်တော်လည်းဒါသုံးသပ်မိတယ်ပေါ့နော်အာဒီအချိန်မှာဆိုလို့ဒီဒီပွဲမှာဆိုလို့ရှိရင်တော့ဒါအသင်းကဒါရန်ကြုံတွေးလို့ရန်နံဦးဆိုလို့ရှိရင်အသင်းဟောင်းပြန်ပြီးတော့ရင်ဆိုင်ရမယ် ဒီလာမဲ့ပွဲစဉ်ကတော့ဘာပဲကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေပဲလို့ကျွန်တော်လည်းပြောချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီဒဂုံစတိုင်းယူနိုက်တက်တင်ကဒီရန်နန်ဦးညင်ကြီးဒီအောင်တီရတို့ကွင်းလေအတွင်းနဲ့ဒီရန်ကုန်ယူနိုက်တက်တင်ကဒါဇော်ဝင်းသိန်းအောင်မျိုးခန့်အာကာကျော်ဒီကွင်းလေအတွဲတွေကပြန်ဖက်ပြန်ဖက်အတွဲဖက်တွေကဘယ်အသင်းရဲ့အတာယူနိုင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ရမယ်။ဘာပဲပြောဒီအသင်းကချန်ပီယံရည်မှန်းထားတဲ့အသင်းတွေဖြစ်တဲ့အခါကျတော့အနေနဲ့စလုံးကတော့ဒါအားထည့်ပြီးရှင်းမယ်လာမယ်ဆိုတော့သိကြတယ်။ဒါပိတ်တဲ့ဒီအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်မယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ။